အားလုံးပဲမင်္ဂလာပါနောက်အခန်းတုံးပါအချက်ကတော့ယနေ့ကျွန်တော်ကျင့်တုံးနေတဲ့2008ပါအချက်တွေကိုဒါတင်ပြကြတာဖြစ်ပါတယ်အဲ့ဒီအချိန်ကနိုင်ငံတော်ကဒီဖက်စီဘုံအခြေခံဦးလေးရေးဆွဲစဉ်ကာလမှာညီလာခံရဲ့104ချက်မျိုးကိုချမှတ်လိုက်တဲ့အခါကျတော့တိုင်းနာလူမျိုးစုတွေကဒါကိုပိုင်ချုပ်ခုနေတောင်းနေတဲ့အဲသူသူရပိုင်ကိုရပိုင်ကိုလည်းတောင်းနေတယ်ဆိုတော့ကပြည်နယ်တွေပါလေတတ်မှတ်ပေးဖို့ကိစ္စတွေအားစဒါအခုလက်ရှိ တိုင်းခုနှစ်ခုပြည်နယ်ခုနှစ်ခုအဲ့ဒါကိုပဲဆက်လက်ကျင့်တုံးမလားဒါမှမဟုတ်ဘယ်လိုလုပ်မလဲဆိုတော့ဆိုညီနာကကိုယ်စားလေဒီကိုဆွေးနွေးတဲ့အခါမှာညီနာကကိုယ်စားအားလုံးကလည်းဒါအတိုင်းခုနှစ်ခုပြည်နယ်ခုနှစ်ခုပဲကောင်းပါလေဆိုရစားတမတ်တက်ကကြောင့်အခုလိုပုံစံဖြစ်လာတာပေါ့နော်အတိုင်းနဲ့ပြည်နယ်၁၄ခုဟာကျွန်တော်တို့ယနေ့ထိဖြစ်လာတာပေါ့အဲ့ဒီမှာအတိုင်းလားလူမျိုးစုငယ်တွေအတွက်အခွင့်အရေးတောင်းဖို့တက်ကိုဒါပြောလာဆိုလာလှုပ်လာတဲ့ညီလာခိုင်းတရားလေးချက်မှုနဲ့ပါတာအတိုင်းနာပေါင်းစုံကတောင်းကြတယ်ချမ်းကြီးရဆိုရင်တော့ပြောမယ်ဆိုရင် ဒါကြည်တီနဲ့မိုင်းရင်တော့ပဲကြာနေဆင်းလို့ရောက်ပဲဆန်းနေရင်နဲ့နမိအာအခါတောင်းလိုက်နော်လာဟုကတောင်းလိုက်အာဝါတောင်းလိုက်ပိုးကတောင်းလိုက်ဆိုတဲ့အခါကျတော့ချမ်းပြည်နဲ့မြို့နယ်ကချမ်းပြည်ရဲ့ပိုင်နဲ့နေမြာအင်တာမနေတော့မှာတောင်းနိုင်လည်းရပါမို့ပါဘူးအမှန်လေကျတော့သူကြီးလာကရဲ့ရည်ရှိနေတဲ့ပြည်မီမှအဲ့ဒီကိစ္စလေးကိုပြီးတာဖြစ်ပါတယ်ဒါလည်းကျွန်တော်ဒီအခန်းတုံးထဲမှာဒါညီလာကရဲ့ဆုံးဖြတ်ချက်တွေတဘာပြည့်ဖြစ်ကြီးညက်တွေထက်ပြင်းရေးသားလာပါတယ်အဲ့ဒီကိစ္စလေးကို ဟုတ်တယ်ကျွန်တော်တို့ရှာနေတွေအနေနဲ့အဓိကပြောချင်ပါတယ်အရှာနေပြည်နယ်ရရမယ်ရှာနေပြည်နယ်ရရမယ်ဆိုတော့မှရင်းချင်းချင်းအချက်မကပါနဲ့ကျွန်တော်တို့ကတမိုင်းဒီပေးတောင်းဝရ20ရာစုပြည်လုံးကတက်တောင်းဝကျွန်တော်ရဲ့ညီမချက်ကတာပြီးရှင်းလုပ်ဆရာလေးအများကြီးရှိပါတယ်။ချမ်းနေပြည်နယ်ရအောင်ကဘာလို့မလဲ။ချမ်းနေလူကြီးရှိဖို့လိုအပ်တယ်။ဒီလူကြီးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကဘာကိုယ်ပိုင်ချုပ်ခွင့်တာပြည်နယ်လားကျွန်တော်တို့တွေအနေနဲ့ဒါသူနဲ့တာယာတာယာရဖို့တက်ကဥပဒေလည်းပြတ်သားပြီး နားလားရှိရမယ်2008ရှိကဥလေတည်းမှာပါဝင်ရပါမယ်အဲ့မျိုးတွေရမှလားကျွန်တော်တို့ရှိမှလားကျွန်တော်တို့ဒီဘက်ကနေရနိုင်မှာဖြစ်ပါလေအခုကျွန်တော်တို့အိန္ဒိယနိုင်ငံအိန္ဒိယကိုပြန်လဲကြည့်မယ်ဆိုရင်တော့အိန္ဒိယဖွဲ့စည်းပုံထဲမှာပြည်နယ်တည်းများတဲ့မူပေါင်းဆိုတာထည့်ပေးထားတာရှိပါတယ်အဲ့ဒီပြည်နယ်တည်းများတဲ့မူပေါင်းရဲ့လက်ကင်ကြီးရဲ့လူတွေအရေးရှိနေရှိပြီဆိုရင်တော့ဒါပြည်နယ်တစ်ခုတမပေးပါလေဒါနောက်ဆုံးအိန္ဒိယမှာဒါတော့ဘာမှလွတ်လိုက်တဲ့ခါတော့14ပြည်နယ်ရှိခဲ့တယ် အခုဆိုတော့29ပြည်နယ်ချိခဲ့တယ်ကျွန်တော်တို့နောက်ဆုံးတတ်မှတ်လိုက်တာက2014ခုနှစ်မှာပါတယ်လီဂါနာပြည်နယ်ဆိုမှသူတို့တယ်လီဂါပြည်နယ်ဆိုသူတို့တတ်မှတ်လိုက်ပါအဲ့ဒီကတတ်မှတ်တဲ့ကိစ္စမှာလည်းကျွန်တော်တို့ချမ်းတီတွေနဲ့အင်မတန်မှဘဝပြူပါတယ်ဖွဲ့စည်းပုံမှာရှိတဲ့အတွက်ကြောင့်မို့သူတို့ပြည်နယ်တစ်ခုရရှိသွားတာဖြစ်ပါသူတို့ရဲ့စူးစမ်းမှုရလကလည်းဒါလွတ်လာရေးရယူစေခါတဲ့သူတို့တောက်လျှောက်စူးစမ်းလာခဲ့ကြတာဒါ2014ခုနှစ်မှာသူတို့တယ်လီဂါနာပြည်နယ်ဆိုပြီးမှ အာရရှိသွားတာဖြစ်ပါတယ်။ဒါကတော့အိန္ဒိယအခွင့်အရေးပါလာတဲ့ရအခုကျွန်တော်တို့လည်းရှမ်းပြည်လူမျိုးတွေရတဲ့ညီမပြည်ပြဇာကဘလို့ပြောစီကမှုလုပ်ငန်းစဉ်မှာအလွဲလွဲချော်ချော်ဖြစ်ခဲ့ကြမယ်ဆိုရင်တော့ဒီပြည်နယ်ကဝေးဆက်ဝေးတော့မှာဖြစ်ပါတယ်။ဒီကိုယ်ပိုင်ဥရှုပ်ခွင့်ဆိုတာလည်းဝေးဆက်ဝေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ကတိုင်းဒေသလူခွင့်ခံစားခွင့်ရမယ်ဆိုရင်နံပါတ်၁ကျွန်တော်တို့လူမျိုးလူရှိတဲ့စီးရင်မရှိဘူးစီးရင်ပေါအောင်ရင် လုပ်ရပါမယ်။ဒါကတော့ အာကျွန်တော်တို့ရဲ့နိုင်ငံရေးညီပိုင်းချက်ထဲမှာလည်းပေါင်ဗီဇာဖြစ်ပါတယ်ဒီလိုမျိုးလူကြီးရဲ့စီးရင်ထွက်လာပြီဆိုရင်ဒီလိုမျိုးသူ့ရဲ့ခံစား권တွေကိုနိုင်ငံတော်မှာနာဟိုချမှတ်ထားတဲ့မူတိုင်းကျွန်တော်ရရှိကြပါဖြစ်ပါတယ်ဒါမှမဟုတ်အခု2008ခြေကောင်းလေးရေးဆွဲစင်မှာကျွန်တော်တင်ပြခဲ့ကြတယ်တင်ပြခဲ့ကြတဲ့ကိစ္စကကိုပိုင်ချုပ်ခွင့်ရတိုင်းတုံးကကိုပိုင်ချုပ်ခွင့်ရဒေတာတာမိုင်းရင်းနဲ့စလင်းရဲ့ညီကကိုယ်စားလှယ်အများကြီးအကြပြတင်ပြချက်မျိုးအလဲကျတပါပြီဗျာ ဖြစ်ရှိချက်တွေကိုရှင်းလင်းနေဆိုရဲဆိုတာကျွန်တော်ထည့်တာစောင့်မဟုတ်ပါဘူးအဲ့ဒါလေးကိုဖတ်ကြည့်ပါသမားလီမျိုးတွေကိုယ်ဝန်ဆိုခွင့်ဘယ်လိုရတော့လဲဘယ်လိုရရှိအောင်ရတော့လဲဆိုတဲ့ကဏ္ဍလေးတွေကျွန်တော်အရင်နဲ့ပြောချင်တာပါဘိုးလူကိုအပြစ်လွှဲချရင်ဒီလူကိုအပြစ်လွှဲချရင်မဟုတ်ပါနဲ့ကိုယ်လုံးနဲ့ကိုလှုပ်ရှားရှင်ဒါကိုယ်လုံးနဲ့ကိုအေးစေးစေးတည်တည်ငြိမ်နဲ့လှုပ်ရှားဖို့ကိုယ်လုံးကိုယ့်ရဲ့လုပ်ငန်းစဉ်ကိုဒီဇိုင်းမှမှလှုပ်ရှားဖို့ကိုစားနေလူမျိုးအားလုံးကိုကျွန်တော်အရင်နဲ့မြေတားရခံကြပါတယ်